ဟုတ်ကဲ့တူတယ်ဒီမှာဒီအားလုံးမင်္ဂလာပါနော်ဒီနေ့ဦးလေးပြပြမယ်အကြောင်းအရာလေးပါလဲဆိုတော့တောတပန်နဲ့ပုရိသင်စိတ်နေသဘောထားခွာချဘုံတဲ့နော်ဒီကလောဘဒေါသမောဟစိတ်ညစ်စရာအစင်မပြေတာတွေတွေ့ရတဲ့အခါတောတပန်သည်တတိကပ်၍အမြန်ဆုံးမေ့ပြနိုင်၏တဲ့ဖြစ်ကြောတူ၏ပုရိသင်သည်တရားလည်းမမေ့နိုင်သုံးလေးရက်လည်းမမေ့နိုင်ကလေးစားချင်ရင်စဉ်းစားနေသည်မှာ ပုထုဇဉ်တို့ဤသဘောတမ်းဖြင့်ဖြစ်ပေသည်တဲ့ဖြစ်ကျော်ရှိ၏တဲ့နေ့ကကျော်ကိလေသာတွေတောကတွေဖြစ်လာရင်တဲ့အမြန်ဆုံးငြိအောင်တရားထုတ်ပြီးပြတ်အောင်ပြီးပြတ်အောင်ပြုလုပ်လိုက်အောင်မယ်လို့ဆုံးဖြတ်တယ်တဲ့နော်နေ့ကတရားတော်များနာကြတဲ့အခါခြားသူများစိတ်ဝင်စားတာတော့အာရုံစူးစိုက်မှုကတဲ့ ခြားပုထုဇဉ်နဲ့မတူတဲ့တခြားကိုစိတ်မပြန့်ဘူးတဲ့နော်စိတ်မပြန့်နိုင်ဘူးတဲ့တရားထဲမှာပဲစိတ်ကိုနှစ်ထားတယ်တဲ့နော်လေးရကြတော့အပြစ်တစ်ခုကျူးလွန်မိရင်တောင်းပန်ကြည်အေးအောင်ပြည့်လွတ်တတ်တယ်တဲ့ယဟန်များဆိုရင်ဒေသနာကြား၍ကြည်အောင်ဆောင်ရွက်ခြင်းပြည့်လွတ်တတ်တယ်တဲ့အပြစ်ကိုလည်းကြောက်တတ်တယ်တဲ့နော်ငါးကကြတော့မှုခင်းလိုက်ရတဲ့အခါ အလွဲမရှောင်သာလို့လိုက်ရတယ်ဒါပေမဲ့မိမိသီလကိုတဲ့အပြည့်မခံပါတဲ့နော်6ကကြတော့ဂေါရမမြတ်စွာဘုရားဤသာသနာတော်ဟောယုံကြည်၍ဤဘုရားသာသနာမှလွဲ၍သောတပန်တရာကအနာကယန္တာဖြစ်เสียအကြောင်းမရှိပြီလို့ဆုံးဖြတ်ချက်ချပြီးယုံကြည်သက်ဝင်နေလေ၏တဲ့နော်အဲ့ဒါ6ပဲနော်9ကကြတော့တဲ့နော် ကောင်းသောတရားဘာဝနာများနာကြားတဲ့အခါအခြားသူများကို ပြောပြခြင်းနေတယ်တဲ့ဝမ်ပန်တသာပြောပြရမဝအောင်ဖြစ်နေတတ်တယ်တဲ့ညာအိရင်တွေးပြီးဝမ်းသာမဆုံးဖြစ်နေတတ်တယ်တဲ့နော်အဲ့ဒီခုနှစ်ချက်ကတော့တဲ့ပုရုဇဉ်နဲ့သောရမန်ဖြစ်တဲ့အခါအတိညာပြောင်းသွားတော့ခါပဲဖြစ်ပါတယ်တဲ့နော်အဲ့ဒါပုရုဇဉ်နဲ့သောရပန်တို့ရဲ့တဲ့နော်စိတ်နေသဘောလား ခွာချုံဖြစ်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်တာရုတာရုတာရု